တော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့မှာတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်စနေရ6လ2025ကနေ16ရက်6လ2025တွင်မှာဂျုံတွေ့ရမယ့်တပတ်စာကန်ဂျမာဟော့ကင်းကိုကနာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးကျွန်တော်မိတ်ဆွေတွေအဲဒီတပတ်က ကာလမှာဘလို့ကန်ဒီယားလေးတွေဂျုံတွေ့ရတတ်လဲဆိုလို့ရှိရင်အထူးသဖြင့်ပညာရေးနဲ့ပတ်သက်ပြီးအမှန်တမ်းအားကောင်းတာတွေ့ရတယ်ဗျာနော်အဲဒီကလာမှာစောင်းမွေးတွေပါပြီးမှဆိုရင်အောင်တယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်တင်တဲ့အစ်စ်တွေထက်တက်ရတဲ့ဂိမ်းထဲမှာပါတယ် ဆိုတော့အတက်ပညာကိုအခြေပြုပြီးလုပ်နေတဲ့သူတွေဆိုရင်ဒီကာလမှာတဆင့်မြင့်တဲ့အနေထားလေးကိုကြုံတွေ့ရမယ်ကိန်းအဲသွားတွေ့ရပြန်နော်ဒါအပြင်အဲစားဆောင်ရံကိစ္စလုပ်ဆရာရှိတဲ့သူတွေအဲပတ်စပို့လျှောက်တဲ့သူတွေဗီဇာလျှောက်တဲ့သူတွေဆိုရင်ဒီကာလမှာရရှိအောင်မြင်လာဆိုတဲ့ကိန်းတွေမှာသွားပါတဲ့အတွက်အဲအဲ့လိုကိစ္စလေးတွေလုပ်ဆရာရှိတဲ့သူတွေဒီရက်ပိုင်းမှာအပြတ်ဖြတ်ပါဗျာနော်အဲဒီထက်ကြော်ပြီးဟိုဘက်ရှိတဲ့တွေမှာဆိုရင်လုပ်လို့အဆင်မပြေတဲ့ကိန်းတွေမှာသွားပါတဲ့အတွက်အမြင်မှဆန်ဆန်လုပ်ကြပါလို့အကြံပေးခြင်းနဲ့နော်အဲဒီကြားထဲမှာစောင်းဝဲဖြစ်ပြရှိတဲ့သူတွေဆိုရင်လည်းဖြေလို့ရှိရင်အောင်တယ်ဗျာနော် အဲ့တော့ဘာမှစစ်ဘူးတရားမလို့ဘူးပညာရေးကတော့ထူးထူးချင်းချင်းအောင်မြင်မယ်ဆိုတဲ့ကိန်းထဲမှာပါတယ်။ဂျမိုင်းနဲ့ပတ်သက်လို့ရှိရင်တောက်ကြဒါသမီးတွေအဲဂျမိုင်းနဲ့ပတ်သက်ရင်အဓိကအဖြစ်အာအစာမားတဲ့သဘာဝရှိတဲ့အတွက်လေဒီကတော့မှအစာစာလေးတွေစားတဲ့အခါမှာသတိထားပြီးပြီးတော့ရာသီတက်ဝဲတွေအဲတစ်ချက်သတိထားမယ်ဖြားနာတက်တယ်စီယုံစီကံသွားပြေးရတက်တယ်ပြီးတော့ဖြစ်တဲ့အခါမှာ1 byte ကလေလေထိုးလျောက်တအားဖြစ်တဲ့သတိထားမယ်နော်ဂယူးဆိုင်ပေးပါဗျ။ အဲဝမ်းပိုက်ထဲကနေမှတချို့ကတော့နှလုံးသွေးကြောကျင်းတာကျဲတာပိတ်တာနှလုံးရောဂါနဲ့ပတ်သက်တဲ့ဟာလေးတွေဖြစ်တဲ့တဲ့ဂယုဆိုင်ပြီနော်အဲအမျိုးသားတွေကြတော့လေဒီကာလမှာအရက်တွေပါတယ်အရန်တောက်တဲ့သူတွေဆိုရင်အရက်ကြောင့်ပေါ့လေအဲပြဿနာကြီးကြီးမားမားလေးတွေတက်တာအဲထိမိခမ်းပြီးချော်လဲတာတော့အယိုးကျိုးတာတချို့တွေဆိုရင်အရက်တောက်ပြီးတော့ရှောက်သွားရင်လည်းရေတွေပါတယ်နှက်တာအဲ့လိုမျိုးတွေဖြစ်တဲ့တဲ့နော်ဂယုဆိုင်ပြီပါဗျာ အဲကျမကြီးမှာသူကယောဒနာခန္ဓာကိုယ်မှာဖြစ်တဲ့96ပါးယောဂအပြင်အဲတစုံတစ်ခုကြောင့်ထိမိခိုင်းပြီးသွေးထွက်တံကိုဖြစ်တဲ့အကျမကြီးအညံ့နေတဲ့တစ်ချက်သွားတွေ့တဲ့အတွက်အဲဂရုတွေတော့စိုက်ပေးပါလို့အကြံပေးပြစေနော်ကျမကြီးညံ့ကလေးဆေးုံဆေးကံပြရင်ကြံတာပေးသာသမီဆရာဝန်နဲ့ပြနော်အများဆုံးယောဂတက်တာပြောက်ကင်းတယ်အဲပြီးတော့တောက်ကြသာသမီတွေအလုတ်ကန်နဲ့ပတ်သက်လို့ရှင်နော်လေဒီကာလမှာအလုတ်မရှိသေးတဲ့သူတွေအလုတ်ရှာပါဗျအလုတ်ရထားတဲ့ဂိမ်းရှိတယ်အလုတ်ရှိတဲ့သူတွေဆိုရင်ဒီကာလမှာ ရာထူးတိုးတက်တဲ့အနေအထားရှိတယ်ရာထူးတိုးဆောင်ဝဲတွေပါပြီးဖြစ်မယ်ဆိုရင်ဖြစ်ပါဗျအောင်မယ်ဆိုတဲ့ကိန်းထဲမှာပါတယ်ရာထူးတိုးအပြောင်းလဲဖြစ်တယ်ဗောလေတချို့ရိုးပုတ်ကလေးကဝင်နေဆိုလို့ရှိရင်လည်းလက်ရှိအလုပ်မှာရာထူးတိုးတာလန့်တာတိုးတာမျိုးဖြစ်တတ်တဲ့အပြင်တချို့ကကြတော့လက်ရှိအလုပ်ကနေထွက်ပြီးတော့နောက်လုပ်တစ်ခုကိုကူပြောင်းတာမျိုးဖြစ်တတ်တယ်အဲ့တော့အဲ့လိုမျိုးပြောင်းရင်အဆင်ပြေမှာလားမင်းပြောင်းရင်အဆင်ပြေတယ်ဗျပြောင်းလို့ရတယ်နော်ဒီကနေ့မှာဖြစ်နိုင်ပြောင်းတဲ့အခါမှာတော့မှသူတို့ကအလုပ်မလုပ်တော့ဘဲနဲ့ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင်နဲ့ပုံမယ် ကိုယ့်ရဲ့လက်ရှိအလုပ်တွေကိုတိုးချက်မယ်ဆိုရင်တိုးချက်လို့အကောင်းဆုံးသောအနေအထားထဲမှာပါတယ်ပြာနော်စာရင်းပါတွေဖွင့်မယ်ဆိုရင်အရန်အကျိုးပေးတယ်ဖြစ်နိုင်တော့စံဆိုင်ဖွင့်တာစီဆိုင်ဖွင့်တာစလုံးဆိုင်ဖွင့်တာအဲစားတော့ဆိုင်ဖွင့်တာအဲဆက်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားတဲ့ဆိုင်တွေဖွင့်တာအမှန်တန်အကျိုးပေးတယ်နော်နောက်ဆုံးများစက်ကြုပ်ဆိုင်တွေဖွင့်တာအစဒီကာလမှာအကျိုးပေးပါတယ်ပြာနော်လုတ်ပြအောင်လုတ်ပါတံခွေကြီးတဲ့ဆက်ပစ္စည်းတွေကိုစီကိုဝင်ရောက်လာတာမျိုးတွေဖြစ်တတ်တယ်ဝင်လဲအဝင်တော်တယ်ပြီးတော့ဒီကာလမှာတောက်ကြသားသမီးတွေပြိပခီးသွားတဲ့ကိန်းတွေမှာပါတယ်နော်စောင့်နေတာကြာပြီး အာအဲ့လိုကဟိုဟာ interview အောင်လာကြပြီတကယ်တကယ်လည်းမတော်ရသေးဘူးဆိုရင်ဒီကလာမှာတွားတက်တဲ့ကိန်းတွေမှာပါတယ်အဆင်ပြေတယ်ပေါ့နော်ပြီးတော့ဒီကလာမှာကိုယ့်ရဲ့အိမ်ကိုလေဒီဘယ်လိုပြောမလဲအဲတရောင်းစားတို့အဲစိတ်မနှက်တဲ့သူတွေအယူတွေပါတယ်လာရောက်ပြီးတော့ပတ်စံတွေပါတယ်တောင်းလို့ရှင်စွန့်ကြဲဒါနဘေးကန်လာနော်အဲ့လိုလုပ်လို့ရှင်အရန်ကောင်းတယ်လက်လာပါလေးတွေပွင့်သွားလိမ့်မယ်ဗျာနော်ပြီးတော့ဒီကလာမှာကိုယ့်အိမ်ကိုအဲမွေတွေပါတယ်ပေါ့လေအဲ့ဒါမျိုးလေးတွေဝင်လာတတ်တဲ့တဘာဝရှိတယ်တတ်တော့မတတ်နဲ့ပေါ့လေ၆ချက်ထုတ်လိုက်ပါဗျာနော်တတ်ရင်မကောင်းခိုက်တတ်တယ်ဗျအဲ့ဒါလေးတော့မမေ့ပါနဲ့နော် ။နောက်ဒီကလာမှာအရင်အရေးကြီးတာလေးတခုမာတရားရှိလို့သွားလာလှုပ်ရှားတဲ့ခါဖြစ်စီစားတဲ့ခါဖြစ်စီကျွန်တော်ခုနကျမ်းမာကြီးထဲမှာထည့်ပြောလိုက်တယ်။အဲ့ဒါဘာလဲဆိုတော့အစာမားတာတွေစီးမားတာတွေဖြစ်တယ်လို့ပြောတယ်။ပြောတော့တချို့တွေကစုံပြောကားတွေဖြစ်စေမကောင်းတဲ့အတက်ပညာနဲ့ဖြစ်စေတို့စီတွေစသည်အားဖြင့်ပေါ့လေအဲ့လိုဆေးတွေပါတွေသွားမိတာမျိုးတွေဖြစ်တဲ့အတွက်အဲအနေထိုင်အသွားလာလေးတွေအပြောဆိုလေးတွေဂယုဆိုင်ပါလူများကျွေးတဲ့အထူးသဖြင့်လိမ္မော်ရည်တို့လက်ဖက်တုပ်တို့လက်ဖက်တို့ အဝတ်တာတို့သတိရပြီအဲ့ဒါမျိုးလေးတွေသွားမစားနဲ့နော်စားပြီးနောက်ပိုင်းအညာခက်လေးတွေသွားကြုံရတဲ့တဲ့တို့ကဂယုဆိုင်ပါအဲ့ဒါလေးတွေစားပြီးနောက်ပိုင်းဝမ်းပြောင်းဝမ်းလျှော်ဖြစ်တာစိတ်တွေကပုံမှန်မဟုတ်တာလေးတွေဖြစ်တတ်တယ်အတချို့တွေဆိုရင်ဘယ်လိုပြောမလဲစိတ်ကတနည်းအရအောင်သွားချင်လာချင်းထွက်ချင်တဲ့စိတ်တွေဒီအရန်ပေါ်ပြီးစိတ်တွေအရန်ရှုပ်ထွေးနေတဲ့အနေအထားတွေဖြစ်တတ်တယ်ဂယုဆိုင်ပါနော်အနောက်တော့ဒီကလည်းလာမလေးအရန်အရေးကြီးတဲ့ဟာလေးထပ်ပြောအောင်မယ်ဟွာအမှုကိန်းရင်ဆိုင်ရတတ်တဲ့ဂိမ်းလေးတွေရှိတယ်ဂယုဆိုင်ပါနော်အမှုအကင်းရင်ဆိုင်တာကြာပြီနောက်ဆုံးဆုံးဖြတ်ချမယ်ဆိုတော့ဂိမ်းခမျိုးတွေရောက်နေတဲ့သူဆိုတော့ဒီကလာမှာအမှုအကင်းနိုင်တတ်တယ် ဲ့လိုမှမဟုတ်ဘူးအခုမှစမယ်ဆိုတော့အမှုကအကြာရှည်တက်တယ်တရားမမှုပုံစံဖြစ်သွားတတ်တယ်သတိထားမယ်မင်းစိုးရတယ်နဲ့ပတ်သက်ပြီးသွားညှိဆုံပြီးတက်တဲ့သူကအချုံနောင်ထောင်တန်းကြတာရင်ဆိုင်ရတာဖြစ်တတ်တယ်တစ်ချက်ကကိုယ်ကိုယ်တိုင်မဖြစ်ရင်စုမျိုးညှိကိုမောင်နှမတွေကိုအကြောင်းပြုပြီးဖြစ်တယ်သူတို့အတွက်လိုက်ပါဖြည့်ရှင်းရတတ်တယ်ပြီးတော့ကိုယ်သားသမီးကိုယ်စီရထွက်သွားတာကိုယ့်ရဲ့သားသမီးကနိုင်ငံရေးနဲ့သွားညှိတာတွေစုမှုထမ်းကိစ္စတွေသွားညှိတာစသည်အားဖြစ်ပေါ့ဗျာအဲဒါတွေကိုအခြေပြုပြီးတော့အညံ့အခိုက်တွေတွေသွားကြုံရတတ်တဲ့သူကအထူးသတိထားပါဟာလို့ထက်တယ်လည်းအကြံပေးပြသည်နော် အဲပတ်စံရှိလို့ဒီကလာမှာရွှေတွေပါတွေဝယ်မယ်ဆိုပြီးတော့မတွေးလိုက်နဲ့နော်အဝယ်မတော်ပါဘူးဗျာနော်ဝယ်ချင်တယ်ဆိုရင်မြေတွေပါတွေဝယ်ပါအိမ်တွေပါတွေစောက်ပါအဝယ်တော်တယ်စောက်လို့ရတယ်ဆိုတဲ့အနေထားထဲမှာပါတဲ့အတွက်အဲ့ထဲထဲမှာပဲပတ်စံတွေသုံးဆွဲပါဗျာနော်ငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ငွေချေးကန်လေးတွေကမစိုးဘူးဗျလက်ပိတ်တိုက်ထဲမှာလုံးဝမပါဘူးပုံမှန်ထွက်ငွေလေးတွေဝင်တတ်တယ်ဒါရတဲ့ပတ်စံလေးတွေမမြဲဘူးနောက်တစ်ခါငွေကုန်ချေးကျများတဲ့အခါလေးအိမ်ဆောင်ရေးကိုအကြောင်းပြုပြီးငွေကုန်ချေးကျများတတ်တယ်သတိထားကိုယ့်ရဲ့ချစ်သူအိမ်ဆောင်ဘက်ကိုဖြစ်စေအဲ လင်းချောက်ဖြစ်စေမရချောက်ဖြစ်စေပေါ့လေအဲ့ဒါလေးကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများတဲ့သတိထားမယ်အဲ့ဒီမှာတခုအကြံလေးပေးခြင်းတယ်တချို့အမျိုးသားလေးတွေအဲအခုမှမဟုတ်ဘူးပေါ့လေအရင်ကဖြစ်ခဲ့တဲ့အကြောင်းကြောင့်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ရော်ကြည့်ပေးရတဲ့အနေထားတွေပါတွေတွားချက်ဝင်တဲ့အတွက်သတိထားမယ်အချစ်အိမ်တော်ကြီးမှာဒီကလာမှာစမ်းအရန်ပွင့်နေတယ်စမ်းပွင့်လို့ပြီးတော့အပွင့်ဆိုင်လေးတွေအများကြီးဖြစ်သွားတာမျိုးလေးတွေကြုံရတော့တယ်လေဂယူတော့ဆိုင်ပါအဲကျွန်တော်စိတ်ပြူတော်လေးတစ်ခုရှိပါတယ်အဲ့ဒါနှစ်ချက်ပေါ့တစ်ချက်ကဘာလဲဆိုတော့အိမ်တော်တွေဆိုရင်ဒီကလာမှာ အာတယောက်တနေရာဒီခွင်းနေနေမနေလို့ရှိရင်စာချုပ်စာနောက်နဲ့တရားဝင်အင်တာနီဘာတွေကွဲတက်တယ်အချိန်နဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာအချစ်သူရည်သားဟောင်းတွေကိုယ့်စီကိုပြန်လာတတ်တယ်ဗျကိုယ်မှာလက်ရှိရတဲ့ပတ်သက်နေတဲ့သူရှိတယ်ဟိုပတ်သက်နေတဲ့သူရှိတယ်ဆိုတော့လည်းပဲအရင်ကတယောက်ကိုလည်းတကယ်ပြက်ခက်လာဆိုတော့မပြက်ဘူးဗောလေပြန်လာရင်လက်ခံကျင်တယ်ဟိုကလည်းပြန်လာတယ်အဲ့မှာနေရှုပ်ရှက်ခက်ပြီးတော့အရှိတဝကနောက်ဆိုဝခက်ဆိုပြီးတိုးတိုးတောင်းကြီးနေဖြစ်တတ်တဲ့အတွက်အညံ့ခိုက်တွေရင်ဆိုင်ရတတ်တယ်အထူးဂယူးဆိုင်ပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ပြီးတော့ညီငယ်ညီမငယ်လေးတွေရှိတယ်ဆိုလည်းတခါတည်းမာလိုက်ပြရစေချစ်သူသမီးသားချင်းမတော်တဆက် လစ်ဗီဒီကိုသားနေကြရင်ကမှအယုဒိယမမျော်လင့်ပဲနဲ့ကိုယ်နေပါလေထားရတတဲ့ဂိမ်းကြီးရှိတော့လေဂယူဆိုင်ပါဗျာနော်အကြံပေးတာပါအကြောင်းအကြောင်းအဲ့လိုမျိုးဆိုရင်ချက်ချင်းလက်ငင်းမဖြစ်မနေယူလိုက်ရတဲ့အနေထားတွေသွားကြုံရတော့တော့လေဂယူဆိုင်ပါလို့အကြံပေးပြရစေနော်ဇွန်လ17ရက်15ရက်16ရက်18ရက်အဲ့ရက်တွေကအမရန်ကံကောင်းတယ်ဗျာနော်ဆိုတော့မိသားစုလိုက်ခီးသွားတဲ့ကိစ္စမျိုးလေးတွေကြုံရတဲ့ဘာသာရေးခီးဖြစ်စီအပျော်ခီးဖြစ်စီသွားလာတဲ့ပညာရေးနဲ့ပတ်သက်ပြီးစာဝွင့်ဖြည့်တိုင်းကောင်းတဲ့သတင်းတွေကြားရတာပေါ့စာဝွင့်အောင်နေဆိုတဲ့သတင်းစကားတွေကြားရတဲ့ ်အမိသားစုမှာမိဝယ်တဲ့ကိစ္စတို့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဆောင်ရွက်ပြောဆိုတာတို့ဓာမျိုးတွေအစားကြုံရတတ်တယ်ပြီးတော့အိမ်ဟိုဘာသာရေးနဲ့ပတ်သက်တဲ့ဖျားဆင်းလို့တော့ပုံတော်ဓာတ်တော်တွေကြွလာတာမျိုးတွေဖြစ်တတ်တယ်ဒီစုံကတံမှုကြီးတဲ့ဆက်ပစ္စည်းတွေဝင်လာတာမျိုးတွေဖြစ်တတ်တယ်လက်ခံလို့ရတယ်ပြန်နော်မမျိုးလေးမနဲ့ရုပ်ရည်ရဲ့ဘာသာရေးကိစ္စတွေအလူတန်းကိစ္စတွေထပြီးလောက်ရတတ်တဲ့ဂိမ်းတွေရှိတယ်။လောက်ခက်လို့ရှင်လည်းအမရန်ကောင်းတယ်ဗျာနော်။အဲဇွန်လ12ရက်14ရက်18ရက်အဲ့ရက်မှာတော့အညာအခက်တွေတွေရှိတယ်။ဂိမ်းဆက်ရမယ်။ အထူးသဖြင့်လူရင်းလူယုံတွေဒုက္ခကောင်းကောင်းကြီးပေးတတ်တဲ့နောက်ကျောဓာတ်နဲ့ထိုးတတ်တဲ့အတွက်အထူးသတိထားပါအထူးသဖြင့်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကတနင်္ဂနွေသာသမီအဲစနေသာသမီတွေဆိုရင်ကိုယ်အရင်ဒုက္ခပေးတယ်တကယ်တော့တနင်္ဂနွေစနေပြင်ဗုဒ္ဓဘုရားသာသမီပါပါတယ်ဗျသတိထားမယ်အိမ်တွင်းအိမ်ပူစုစုပူပူလေးတွေဖြစ်တတ်တယ်အိမ်ပေါ်ကဆင်းဝါးတာတွေတယောက်တည်းနေရာတွေခွဲနေတာတွေအိမ်တွင်းပြဿနာလေးတွေဖြစ်တတ်တယ်မမေ့ပါနဲ့တချို့ကဆွေမျိုးသားချင်းတွေစိတ်ကူးတတ်မယ်ဆိုပြီးကိုယ့်အိမ်ကိုလာတာမျိုးလေးတွေလာနေတာမျိုးတွေအစားဖြစ်တတ်တယ်အညာအညာတွေလာတာလေးတွေဖြစ်တတ်တယ်ဗျာနော် ဖြစ်နိုင်လို့ရှိရင်တော့ညာညာလေးလက်မခံရင်တော့ပိုကောင်းပါတယ်လို့အကြံပေးခြင်းနဲ့ဗျာနော်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြေအဝရအောင်ရှုရအောင်အစက်ရအောင်အဝါရအောင်အပြာရအောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်တုံ့ဆွဲပေးပါဒါအပြင်မေမြပန်းရောင်စုံပရိမနိုင်ပန်းစပယ်ပန်းကရမပန်းဂျာမန်အိတ်ပန်းတွေကိုအဓိကထားပြီးတော့မိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတ်လူတာပဲဖြစ်ဖြစ်အဲနေရင်အဲ့ကန်ဒီမှာပဲဖြစ်ဖြစ်အဲထိုးပေးပါဗောနော်အဲ့တော့ကြုံရတဲ့အညံ့လေးတွေကင်ပြီးကောင်းတဲ့ကန်လေးတွေပိုကောင်းဖို့အတွက်ရရရလေးခြေရမယ်ဗျာ တော့ယေရိယာအနေနဲ့ဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားမှာမောက်လို့ရပေါ့လေတက်စေလူတန်းပေးပါဖြစ်နိုင်ဒီနေ့ဆက်ပြီးတော့ဒီအဖက်တစ်ဖက်လုံးပေါ့လေနေ့တိုင်းလို့လူတန်းပေးနိုင်ရင်ပိုကောင်းပါတယ်ဗျာနော်မောက်လို့ရပေါ့တက်စေလေးလူတန်းပေးပါမြုပ်နေတဲ့လုပ်ငန်းလေးတွေပြန်ဦးမောလာပြီးစုံထွန်းတဲ့ငွေကြေးလေးတွေစုံထွန်းတဲ့အခွင့်အရေးလေးတွေပြန်လည်ရရှိပိုင်ဆိုင်လာလိမ့်မယ်ကြောင်ရဲအညံခက်လေးတွေကင်းကျင်တယ်ဆိုရင်လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးကိုကြောက်ခွက်လေးနှခင်းနဲ့လမ်းခင်းပေးလိုက်ပါဗျာနော်ဒါဆိုတော့အညံခက်လေးတွေပြေပြောက်သွားပါလိမ့်မယ်တောက်ကြသားသမီးအားလုံး စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်